ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Suresh နဲ့သူ့ရဲ့ညီမခုနှစ်ယောက်ဖြစ်တဲ့ Mala, Mathu, Pooja, Seema, Mekha, Fasha, Kiran တို့ကဒီကဘာကြီးထဲမှာမိဘမေရီအဖြစ်နဲ့ရှင်သန်ကြီးပြင်းလာခဲ့ရပါတယ်။လွန်ခဲ့တဲ့ရက်ပေါင်းအနည်းငယ်တုန်းကမနက်ခင်းတစ်ခုမှာ သူရဲမိဘတွေကမြို့ကနေရွာကိုပြန်လာမှာရေမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးတည်ဆုံသွားခဲ့ရတာဖြစ်ပါတယ်။ဒီမောင်မမတွေအားလုံးကဒီသတင်းဆိုကြီးကိုကြားလာရတဲ့အချိန်မှာတော့သူတွေအားလုံးဟာဝမ်းနည်းစွာနဲ့ငိုကြွေးကြပါတယ်။သူတို့ရဲ့ဆွေမျိုးနီးစပ်တွေဟာလည်းအနာမမရှိရှာတဲ့အတွက်ကလေးတွေအားလုံးကသူတို့ရဲ့ကိုယ်ပိုင်အိမ်တွေကိုပြန်ကြပါတယ်။မမ၊ကျွန်မပိုက်စားပြီးဟုတ်ပြီ၊ဟုတ်ပြီမောင်လေးရဲ့ရိုတီယူလာပေးမယ်ခဏလေးစောင့်နော်။အခုဆိုရင်တော့မာလာလေးက ခြုံမုံနေငယ်ကိုယူကရိုတီလှုပ်ပေးလိုက်ပါတယ်။အခုချိန်မှဆိုရင်တော့မာလာကသူမအတွက်လှုပ်ထားရိုတီကိုပါဆူရက်ကိုပေးလိုက်ပါတယ်။မာလာကသူမရဲ့ဝေစုကိုပါဆူရက်ရဲ့ပုဂံလေးကိုထည့်ပေးလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဂျန်နဲ့မောင်နှမ6ယောက်စလုံးဟာသူတို့ရဲ့ဂျန်နဲ့ရိုတီတွေအားလုံးကိုအနေငယ်စီပို့ကသူတို့ရဲ့ပုဂံပြားထဲမှာထည့်ပေးလိုက်တာကိုတွေ့ရတယ်။မာလာမမ ကြည့်ပါအောင်ကျွန်တော်ဘလောက်တောင်ရိုတီတွေရလဲဆိုတာအကုန်လုံးကျွန်တော်ရိုတီတွေပေးကြတယ်အမကျမတို့ကတိတ်ပြီးဘိုင်းမစားပါဘူးဆူရက်ကမောင်ငယ်ဆုံးလေးမှတ်လားသူဘိုင်းစာနေလို့ရှင်ရယ်ဘလို့လို့အိပ်ပါမလဲဒါကြောင့်ကျမတို့ရဲ့ဝေစုတွေပါသူ့ကိုပေးလိုက်မယ်လေအော်ငါမောင်နှမတွေအားလုံးကစဉ်းစားညံရှိလိုက်ကြတာအဖေနဲ့မေနဲ့တည်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာဆူရက်ကအရန်ကိုဝမ်းနေနေခဲ့တာငါတို့ကသူ့ကိုပျော်ရွှင်မှုတိတိလေးပဲဖြစ်ဖြစ်ဖန်တီးပေးရမယ်မလားအင်းလေမောင်လေးကအရင်တော့ကဆိုအမြဲတမ်းပြုံးရှည်နေခဲ့တာအဖေတို့မေတို့မရှိတော့ပေမဲ့ ဒီနေ့ကစပြီးပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ကျမတို့ကြိုးစားရမယ်အမ်အမလည်းရွာလူကြီးနဲ့စကားပြောပြပါပြီသူကဒီမှာရှိတဲ့လေအလုပ်တွေအားလုံးကိုအမတို့ကိုပေးလို့မယ်တဲ့ပြီးလို့ရှိရင်ဒီလေအလုပ်တွေကိုတို့တွေအားလုံးလုပ်ပြီးဆိုလို့ရှိရင်တော့စူရက်ကိုမြို့မှာသွားပြီးတော့ပညာသင်ကြားနိုင်အောင်တို့တွေပို့နိုင်မှာပဲမဟုတ်ဘူးလားအဲ့လိုမြို့မှာပြသွားပြီးပညာသင်ပြီးလို့ရှိရင်စူရက်ကတက်သူတွေပြီးလို့ကြောင်းကောင်းကောင်းမှာပြီးလို့ရှိရင်အလုပ်ကောင်းကောင်းရမယ်လေအဲ့ဒါဆိုရင်တော့ငါတို့အတွက်ဥစားတာကောင်းပြီပေါ့နှစ်စဉ်နှစ်တိုင်းပွဲတော်ရက်တွေမှာဆိုလို့ရှိရင်ညီမတွေအားလုံးဟာ သူ့ရဲ့မောင်လေးရဲ့လက်မှာလက်ဖွဲ့အကျိုးတွေကိုခြီးပေးလိုက်ကြပါတယ်။မောင်လေးရဲ့ဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့အအောင်မြင်မြင်နေနိုင်ဖို့အတွက်အမြဲတမ်းဆူတောင်းပေးခဲ့ကြတယ်။မဒီဘလုံးရလာလိုက်တာမောင်လေးကြိုက်လို့လား။အမ်ဒါဆိုရင်အမဝယ်ပေးမယ်လေ။အမမလာလေလာတူတွေလှူထားသေးတယ်တဲ့။ဒီနေ့အရန်ကိုပြောစရာကောင်းတော့မှာပဲ။ ကျွန်တော်ကတော့လေနေ့တိုင်းပွဲတော်ရဲ့ရောက်ပါစေလို့တော့ဆုတောင်းနေမိတော့တာ အမတို့ကတားကိုအမြဲတမ်းပဲအဝတ်အစားတွေအယုတ်တွေနဲ့ချွတ်ချင်တွေဝယ်ပေးတယ်ဒါကြောင့်မို့လို့ပွဲတော်ရဲ့ကိုကျွန်တော်တိတ်ကြိုက်တာပဲဘာဖြစ်တာလဲအမဟာပြောထားတာပဲဒီနေ့လုံးဝမကိုရဘူးလို့ဒါပေမဲ့မတ်တူအမကတော့ဒီပွဲတော်ရဲ့လိုပဲဆူရက်မှာအမြဲတမ်းလွမ်းနေရတော့မှဒါပေါ်မောင်လေးလည်းပညာသွားသင့်ပြီဆိုတော့အမတို့ကအမြဲတမ်းဒီရွာလေးကနေသူ့ကိုလွမ်းနေရတော့မှမှန်လားပြီးတော့မြို့ကိုသွားပြီးတော့အလုရှာပြီးဆိုတဲ့ခါကြလို့ရှင်ရင် तू ကတစ်ချိန်ချိန်ကြလို့ရှင်ရင် ်သူ့ရဲ့အချင်းအဖက်လဲတွေ့ရတွေ့လာတော့မှာပဲလေဒီလိုပဲသူတို့မပြောဘဲနဲ့ဆူနာနီယာဘာဘီနဲ့လက်ထပ်သွားတော့တယ်ဟမ်အရင်တနေ့တော့လည်းမမှီလားကျမတို့ညီမတွေသူ့ကိုမြို့ထဲမှာရုတ်တရက်ဆုံတဲ့အချိန်မှာလေဆူနာနီယာနဲ့ဆူရက်ရှ်ကကျမတို့ဘလို့ဆက်ဆံလိုက်တယ်လို့ထင်လဲဆူရက်ရှ်မင်းအိမ်အောင်ကြပြီးတော့မြို့မှာအခြေချနေပြီဆိုတော့ငါတို့ကဘာမှပြောစရာမလိုတော့ဘူးပေါ့ငါတို့ကတော့မင်းရွာကိုပြန်လာမအောင်စောင့်နေကြတာ မင်းမျိုးမှာညပေါင်းများစွာပညာသင်ကြားခဲ့တော့ငါလည်းငါတို့မညိုမညင်နဲ့စောင့်နေခဲ့ပြီတဲ့မင်းရွာကိုတခါလေးလာပြီးမျက်နှာပြန်ပြဖို့ဆိုတာဒီလောက်တောင်ခက်ခဲနေရလားအိုးအမတို့ကလည်းဘာဖြစ်လို့သူ့ကိုဒုက္ခရောက်အောင်လုပ်နေကြတာလဲသူ့မှာလည်းမညင်လို့မရတဲ့အခြေအနေတွေရှိလို့နေမှာပေါ့သူပြန်မလာဘူးဘာဖြစ်လို့လဲငါတို့ညီမတွေတွားပြီးတွေ့လို့ရတယ်မဟုတ်ဘူးလားဆူရက်မောင်လေးမနှက်ဖန်ကပွဲတော်ရဲ့ရောက်နေပြီအမတို့တွေပွဲတော်တူတူဆင်နွှဲနိုင်ကြလိမ့်မယ်လို့ထင်ထားတာအဲ့ဒါမဟုတ်ဘူးလားအဲ့ဒါကြောင့်မို့လို့မောင်လေးကိုဒီနေ့ကိုရိုင်းလာပြီးတော့ပြောရတာဆူနာနီယာညီမလေးညီမလေးအတွက်လည်းလက်ဆောင်နေနေ ဝေလာခဲ့တယ်။ဒါပထမဦးဆုံးချိန်တွေ့ဆုံတာဆိုတော့အမ်မြန်မာလေးပါအောင်ကြိုက်တယ်ပါအောင်မကြိုက်ဘူးလဲဆိုတော့အမတို့ပြောပြထားမှာအမတို့ကတိမာပေါ့။ဟာဒီလိုဝက်စားတွေကျမမွေဖူးပါဘူး။ဒါရီကိုတော့တော်ရလာတဲ့မိန်းကလေးတွေအမတို့လိုပဲဝက်ကြမှာပေါ့။ဟမ်ကျမတို့မျိုးဝါလူတွေကဒီလိုဆုပ်ပြတ်တဲ့ဝက်စားတွေမွေးကြဘူး။အော်တမင်တသက် ဝယ်ပြီးတော့လာပေးရတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒါလေးတွေကရွာမှာအကောင်းဆုံးအဝတ်တွေမို့လို့အမတို့ကဝယ်လာပေးတာပါ။ကျမအားလုံးတည်ပြီးသား။ရှင်တို့လိုအမတွေကအရန်ကိုညံ့ရီထက်မြက်ကြတာ။ Suresh ကိုကြောင်ကောက်ကောက်ပို့မယ်။အလုတ်ကောက်ရအောင်ထားမယ်။ပြီးလို့ရှင်ရှင်တို့ကိုပဲလှုပ်ကြည့်ခိုင်းတော့မှာလေ။ပြီးလို့ရှင် Ruby သိမ်းပေါင်းများစွာရှာဖွေမယ်။ပြီးလို့ရှင်အမတို့ပဲကောက်ကောက်ကကဲနေတော့မှာမဟုတ်ဘူးလား။ညီမလေးစကားပြောတာအရန်များနေပြီအမတို့ကတခါမှအဒီလိုမျိုးမတွေးခဲ့ကြပါဘူး Suresh ကအမတို့ရဲ့မောင်လေးပဲ သူအမားတို့ကိုပြန်လို့ကြွေးသည်ဖြစ်စေမလို့ကြွေးသည်ဖြစ်စေသူ့ကိုចောင်းကောက်မှထားပေးဖို့တောင်းဝင်ကအမားတို့မှရှိရဲမဟုတ်ဘူးလားကီရန်တတိနေလိုက်တော့သူ့ရှိမှစကားဘာမှစကားမပြောနေတော့မလားအမားတို့ကလာမယ်ဆိုလို့ပြိုချိုပြောထားလို့ရှိရင်ကျွန်တော်တို့လည်းအချိန်ကြိုပြီးတော့စီစဉ်ထားရမှာပေါ့အခုတော့ကိုပိုင်ကိစ္စတွေလည်းရှိသေးတယ်အမားတို့အားလုံးကလည်းရုတ်တရက်ရောက်လာတာဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲတော့မသိတော့ဘူးပြီးတော့ဒီမှာ timing အမားတို့နဲ့လည်းတနေကုန် timing အချိန်ဖြုံးနေလို့လည်းမဖြစ်ဘူးလေအဲတခုတော့လုပ်ဆရာရှိတယ်ရာကီကိုဒီမှာပဲထားလိုက်အဲကျွန်တော်ပါသာကျွန်တော်လက်ဖွဲ့အချိုးချီလိုက်တော့မယ်စနာ ေရလက်ဖက်ရည်နဲ့ရေနှဲငယ်ကိုယူလာပြီးအမားတို့ကိုတဲခင်းပေးလိုက်မကြခင်မှာငါတငယ်ချင်းတွေလာတော့မှဒါကြောင့်မလို့ငါဟိုတယ်သွားပြီးသူတို့နဲ့တွေ့ရလိမ့်မယ်အမားတို့လာတာကိုနည်းနည်းမှဝမ်းသာခြင်းပုံမရတဲ့ Suresh ကိုတွေ့ပြီးညီမ6ယောက်စလုံးဟာအရန်ကိုဝမ်းနေသွားခဲ့ကြပါတယ်ညီမလေးဘာမှမလုပ်နေနဲ့တော့နော်အမားတို့ခုပဲပြန်ကြတော့မှညီမတွေကဝမ်းနေစွာနဲ့ငိုကြွေးခဲ့ရပြီးတဲ့နောက်သူတို့ရဲ့မောင်ငယ်လေးဖြစ်တဲ့ Suresh ကိုလွမ်းစွာစွာနဲ့ပဲငိုကြွေးခဲ့ကြပါတော့တယ်အဲ့ဒီချိန်မှာပဲလေပိုင်ရှင်ကရောက်လာခဲ့တယ်မလားတမီးကဒီကိုရောက်နေတာကိုဟမ် ။ Suresh မိမဆူနာနီယာကမြို့ကနေဖုန်းဆက်လာတယ်။မဟုတ်လို့ရှင်လဲငါကိုရိုင်းလာမပြောပါဘူး။ Suresh ကတော်တော်ဒုက္ခရောက်နေတယ်တဲ့။ဆူနာနီယာအရန်ကိုစိတ်ပူနေတယ်။ Suresh ကအလုံးမှာထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောတယ်။သူရဲ့မန္တမအရင်တွေကပဲသူ့ကိုကယ်တင်လာလိမ့်မယ်တဲ့။ Suresh ရဲ့အခြေအနေကိုစေအောင်မှာတွေးကြည့်ရအောင်။ ဆူရက်ကအခုချိန်မှာသွေးလိုနေတယ်တဲ့ဆူရက်ကိုကယ်တင်ရအောင်မအမရဲ့သူ့ချင်တွေကိုကြည့်ရတာလုံးဝအားမရဘူးစိတ်မပူပါနဲ့ဆူနာနီယာရဲ့ငါတို့မောင်ငယ်လေးကိုဘာမှဒုက္ခရောက်အဖြစ်ခံမှာမဟုတ်ပါဘူးညီမတွေအားလုံးကသူတို့ရဲ့သွေးတွေကိုမောင်ငယ်လေးအတွက်လူရန်ပေးခဲ့ကြတဲ့အချိန်မှာတော့ဆူရက်ကအနေပြန်ကောင်းလာခဲ့ပါတယ်အားလုံးကိုတီလာရတဲ့အချိန်မှာဆူရက်ကသူ့အဖြစ်တွေကအားလုံးကိုသဘောပေါက်သွားခဲ့ပြီးတော့အမတွေအားလုံးကိုတောင်းပန်ကသူတို့တွေအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေထိုင်သွားခဲ့ကြပါတော့တယ် ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်